ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် active နဲ့ active နဲ့ passive အခန်းလေးကိုပေါ့ကျွန်တော်ရှင်းပြပါမယ်ဒီအကြောင်းကတော့ share video မှာကျွန်တော်ဖြည့်ပြပေးပါပြီဒါပေမဲ့နည်းနည်းတော့ဒီမှာပြန်နှွေးပေးပါဦးနော်အဲ့တော့အဓိကတော့ကျွန်တော်တို့ active passive အကြောင်းပြောတဲ့အခါကျလို့ရှင်ကျွန်တော်တို့ verb တွေကိုသိရပါမှာပေါ့နော်ကျွန်တော်တို့ verb to be ဆိုပါတော့ verb to be မှာဘာတွေပါလဲပုံမှန်ကကျွန်တော်တို့ m s r ဟုတ်လား m s r အဲ့ဆိုရင်ဘတ်တူမှာဘတ်တူမှာက was where ဘတ်တူဘီဘယ်နော်ဘတ်တူမှာကြတော့ဘတ်တူဘီရဲ့ဘတ်တူရပါ b e m n ဘတ်တူရဲ့ f i n e n g ကြတော့ b b e r n g p ဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုသိရင်ရပြီအဲ့တော့ m s r ဝန်ကိုကိုစားပြုတယ်ကွက်ဆွေယာကပက်ထရိုကိုစားပြုတယ် BNB ကပက်ထရိုကိုစားပြုတယ် BNG BN ကပက်ဖိုင်ကိုကိုစားပြုတယ်ဒီ back to b အဆုမှာเนาะโอเคအဲ့လေသိပြီဆိုရင်ကျွန်တော်တို့ဒီ back to b เนี่ยအောင်ပေါက်ဆက်ပြီးတော့ကြောင်းရတဲ့ကျွန်တော်တို့ passive active passive ကိုတွေ့ရအောင်เนาะကျွန်တော်တို့အဲ့တော့ active passive အဓိကကတော့ကျွန်တော်တို့ဒီမှာ verb တွေကိုပြောတာဗျကျွန်တော်တို့ဒီ verb တွေအကြောင်းကိုသင်ရတယ် active passive အဲ့ဒါပဲကျွန်တော်ပုံမှန်သိနေတဲ့ပုံက badu h+3 badu b+5 ng model bad plus b0 ဒါတွေအကုန်လုံးကကျွန်တော်တို့သိတဲ့ active buff တွေအဲ့ဒီ active buff ကိုမှကျွန်တော်တို့က badu b ပေါင်းပေါင်းပြီးတော့ buff ကို main buff ကိုပတ်သတိပြအောင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က passive ဖြစ်သွားပြီအဲ့တော့အချက်ကြည့်ကြည့်အောင်အနည်းချက်ကိုမပြောခင်အချက်ကြည့်ကြည့်အောင်ဘဝန်း ဘဝကိုပတ်စစ်ပြောင်းရင်ဘဝကိုဘက်တရီပြောင်း MSR ဆိုတဲ့ဘက်တူပြီးပေါင်းဟောဘက်တူဆိုရင်ဘက်တူကိုဘက်တရီပြောင်း watt square ဆိုတဲ့ဘက်တူပြီးပေါင်း half plus ဘက်တရီဆိုရင် half plus ဘက်တရီဆိုလို့ရှိရင်အဲ့ဒီဘက်တရီ half ကြောင်းကြမလို့တော့အလင်းမှာ b ရင်ဘင်းပေါင်းဘာလို့ဆိုတော့ကဘက်တရီပတ်စစ်ပြောင်းမှာဟုတ်နော်ဘင်းဘက်တရီအဲ့ဆိုရင် b5 အင်ဂျီကြတော့ရော b plus ဘီယင်း plus ဘက်တရီဒီ buffer energy ကိုဘက်တရီပြောင်းเนาะအလဲမှာဘီယင်းပေါင်း model back plus battery ကိုအဲ့ဒီ battery ကိုဘက်တရီပြောင်း BEB ပေါင်းเนาะဆိုတော့လေကျွန်တော်တို့အနည်းချုပ်ကြည့်လိုက်ရင် emissor ဒီ battery battery plus battery wattsware ဒီ battery battery plus battery have been မပင်းဒီ battery battery plus battery BNG ပင်းဒီ battery battery plus battery BE ဘက်တရီဆိုတော့ Pacific 50ဒီနှစ်ချုပ်ပြီးကြီးလိုက်တာ ਨੇ BE B+ ဘက်တရီမဟုတ်ဘူးလားเนาะအဲ့တော့ Pacific ဆိုတာဒီ Pacific twice equal to ပါလဲဆိုတော့ B to B+ ဘက်တရီအဲ့ဒါပဲเนาะ B to B ကိုသူက form မျိုးမျိုးပြောင်းသွားတာဘဝဆိုရင် emissor form ဘဒူးဆိုရင် westware form เนาะ hub လဘက်တရီဆိုရင် BM bin form เนาะ B+ ဘက်တရီဆိုရင် ဘီယန်ဖောင်မော်ဒယ်ဘက်ဆိုရင် B ဒါပဲကျွန်တော်တို့သိပြီးတော့ထူးထူးကြမဟုတ်နေဘူးเนาะโอเคကျွန်တော်တို့အဲ့ဆိုရင် birthday အကြောင်းသိပြီးဆိုတော့စာကြောင်းတင်းမှာဘယ်လိုပြောင်းလဲကြည့်အောင်အဲ့တော့ဒီမှာ active စာကြောင်းကျွန်တော်တို့ပုံမှန် subject verb object စာကြောင်း I love you ဆိုတဲ့စာကြောင်းမျိုးပေါ့ I love you I love you အဲ့တော့ကျွန်တော်ပုံမှန် active စာကြောင့် I ကျွန်တော်ဒီ you ခမားကို love ချစ်ပါသည်ကျွန်တော်ဒီခမားကိုချစ်ပါသည်အဲ့လိုအစင်လိုက်သွားတယ်ကျွန်တော်တို့ဒီ word order ပေါ့နော်ဒီလိုအစင်လိုက်သွားတယ်စာကြောင့် season နော်အပြင်မဲ့ passive မှာကျွန်တော်မဟုတ်ဘူးကျွန်တော်မြင်တော့ကျွန်တော်ရေးပြမယ် ုပ laps a a ဆိုပါတယ်ဘသူကဘသူကိုချစ်တာကိုကိုက a a ကိုချစ်ပါသည်အဲ့လိုမျိုးလာတာနော်ဒါပေမဲ့အချစ်ခံတာဘသူ a a ဆိုတော့ passive verb ကြတော့အဲ့လိုအချစ်ခံတဲ့လူအဲ့ဒါကိုသူအရှိမတင်ကြီး a a ဘသူက left ကကိုကိုအဲ့မှာကြတယ် by ကိုကို ဘိုင်ခံပြီးတော့အဲ့လိုမျိုးရေးရတယ်။ buff ကကြတော့ passive voice voice ကကြတော့ passive voice ပြောင်းခုနကကျွန်တော်ဘဝန်းဆိုရင်ဘာပြောလဲ။ဒါကြည့်ခဲ့ဘဝန်းဆိုရင်အဲ့ဘဝန်းကိုဘက်တရီပြောင်း။ left ကဘက်တရီကပါ L O V E D left ဘဝန်းဆိုတော့ဘာပေါ့လဲ။ M is about M la is la A E is a is E E is left by Google. E Google Google ကချစ်ပါသည်။ ဒီမှာလေဒီစာကြောင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ active စာကြောင်းထားပုံမှာ Google Love AA ဆိုတဲ့စာကြောင်းနော် active စာကြောင်းအဲ့တော့အဲ့ဒါကိုမှဒီ object ကိုရှေ့ဖို့ subject ကိုဘိုင်းခံပြီးတော့နောက်ကိုဖို့နော်ပြီးရင်ဒီမှာ verb passive verb ကို active verb ကို passive verb ပြောင်းနော်ကျွန်တော်တို့ခုနကကြည့်ခဲ့တဲ့ဒီဟာလေးတိုင်းပြောင်း ရမှာတည်းဟုတ်တယ်အဲ့တော့နမူနာစာကြောင်းလေးကိုဒါကျွန်တော်ဒီ session grammar and use ကနေ screenshot ပြထားတာပေါ့နော် the telephone was invented by alexander bell in 1876 alexander bell က telephone ကိုတည်ထွင်ခဲ့တယ်နော်အဲ့တော့အဓိပ္ပာယ်ကဘယ်ဟာအရေးကြီး alexander bell invented the telephone ဒါမှမဟုတ်လို့ရှင် the telephone was invented by a lesson of bill. That way. I was bitten by a dog a few days ago. I get kind of do. I have a dog. That's it for No, a dog bit me a few days ago. I'm Yeah. No, no. I don't pass it for. Well, you live here. You know, do you like these paintings? The paintings go jailer. They were painted by a friend of mine. they were painted as if but to be blessed a three passive days right my paintings the painting တွေကိုဘာတူလဲသူဆွဲရတယ် on in front of my ငါတကယ်ချင်းတယောက်ဆွဲရတယ်ရမှာမသိဘူးเนาะ okay ကျွန်တော်အဲ့ဒါနမူနာစာကြောင်းလေးတွေ့ရအောင်ကျွန်တော်ကပုံမှန်အဖြစ် dollar teach english နဲ့ပဲကျွန်တော်သင်တယ် dollar teaches english ဒါပါစာကြောင်းလေး adif စာကြောင်းเนาะအဲ့တော့ စစ်ပြောင်းမယ်အင်္ဂလိပ်ကိုရှစ်ဖို့ပဲဒေါ်လာကိုဘန်ခံပြီးနောက်ပို့မယ် teachers ကဘဝအဲ့ဘဝကိုကျွန်တော်တို့ဘာပြောင်းမလဲပတ်တိပြောင်းအမစ်စာပေါင်းဘာလို့အမစ်စာလဲဘဝမလို့အမစ်စာဆိုတော့ m လား is လားအားလား share subject က english အနေနဲ့လို့ is english is taught by dollar ပဲဖြစ်ပါတယ် okay ဒီမှာ active စာကြောင့်လေးကြည့်အောင် dollar taught english ဒါပဲအဲ့တော့ဘယ်လိုပြောင်းမလဲညောင်းတယ်ဒါလေးဖြစ်ပြီပြင်ပြီးပြော နော်ဒေါ်လာ taught english အဲ့တော့ဟောက်ကဘာဖြစ်နေလဲ verb 2နော် passive ဆိုတော့ english ကိုရှိဖို့ပို့ဒေါ်လာကပိုင်းခံပြီးတော့နောက်ကိုရောက်မယ်ဘတ်ဒူးဆိုရင်ဘာပြောမလဲဘက်တရီပြောင်းထောက်ရဘက်တရီဘက်တရီအဲ property UGHD ထောက်အဲ့တော့ဘတ်ဒူးဆိုတော့ ဘတ်တရီပြောင်း westware ပေါ့ westla where လား english ကနေမလို့ west english west top my god လားနော်ဘယ်လိုပဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုက westla is teaching english အဲ့တော့ english ကိုရှိကိုပို့မယ် westla ကိုဘိုင်းခံပြီးနောက်ကိုပို့မယ် by westla နော်ဒီလိုကြည့်လိုက်တော့ကိုကောပဲအဲ့တော့ teaching ဆိုတော့ profile ဘီဘလဖိုင်အင်ဂျီမမိသေးလားခုနကပြောထားတာ i5 5g ကိုဘက်တရီပြောင်းမယ်ဟုတ်ပဲဘီယံပေါ့ is english is being taught by dollar မရှင်ပြန်ကြည့်နော်ကျွန်တော်ကဒီဇာတ်လေးကိုပြန်ကြည့်နော်ကျွန်တော်ဒီဇာတ်လေးကိုပြန်ကြည့်နော်ဒီမှာဘီယံ people for energy ဆိုရင် people being bluff battery နော် okay ဘီယံ ခုကပါလဲ Lola has taught English အဲ့တော့ has taught ဆိုတော့ဘာပဲပေါင်းရမလဲ been been ပေါင်းရမယ် ing English has been taught by Lola အခုက Lola has been teaching English အဲ့တော့အင်္ဂလိပ်ကရှိခုပို့ Lola ကပိုင်ခံပြီးနောက်ကိုရောက်မယ် has been teaching ဘာပဲလဲလား T a u g h d. No, how about English name has been being helped by Dola. No? Dola should teach English. Ah, more about. I don't English. ဒေါ်လာကပိုင်ခံပြီးနောက်ပြောင်းမယ်အဲ့တော့ should teach teach ကတော့ဖြစ်မယ် should be taught ဟုတ်လားဒါတော့ကျွန်တော်တို့ဒီဇာတ်လေးကိုကြိုင်အောင်လုပ်ထားမှာပေါ့နော်ပရိုမီယာကိုရေးကြပါပါနော်ဒီဗီဒီယိုကြည့်နေတဲ့ပရိုမီယာကိုရေးကြပါပါဒါပေမဲ့လုံးဝအချိန်အာအားနည်းတဲ့လူတွေအတွက်လည်းဒါအဆင်ပြေအောင်ကျွန်တော်အသေးစိတ်ရှင်းပြတော့ပေါ့နော် okay အဲ့တော့နောက်တစ်ခုတော့မယ်ဆိုရင်ကျွန်တော်တို့ active passive ကိုကျွန်တော်တို့ဒီ appendix 1ပေါ့နော်ဆက်မနာတော့ problem တွေကျွန်တော်မေ့ပါတယ်အဲ့မှာလည်းတွေ့ကြည့်လို့ရသေးတယ်နော်သူက tense တွေပါခွဲပြီးတော့သူကလုတ်ပြထားတာနော်အဲ့မှာတွေ့ကြည့်လို့ရတယ်ကျွန်တော်နည်းနည်းနမူနာဖတ်ပြမယ် we make better from milk ကျွန်တော်တို့နှုတ်ကနေပါထုတ်လဲဟုတ်ပါ better ထုတ်တယ်နော် အဲ့တော့ udder is made from milk ဝီယိုမထဲတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါမတိချားတဲ့ subject လို့ကျွန်တော်တို့သတ်မှတ်တယ်เนาะဒီ pronouns တွေเนาะပြီးရင် people လို့ဆက်ပြီးရင်ဟို someone လို့เนาะ somebody လို့ဆက်ပြီးရင်အဲ့လိုမျိုးမတိချားတဲ့ဒီ subject တွေဆိုလို့ရှိရင်တော့ဘိုင်ခံပြီးနောက်ကိုမပြုတ်ရရတယ် လုံးဝမပို့ရဘူးလုံးဝမပို့ရဘူးလို့ပြောလို့ရတာပေါ့နော်ပို့လို့ရဟုတ် UTDA better is made from milk by test အဲ့လိုမျိုးရေးလို့ရတယ်ဒါပေမဲ့အတိပယ်မရှိနေဘူးနော်ဘာမှမလို့လဲမလို့အဲ့နော်လူတွေလောက်တယ်ဆိုတာသိနေတာပဲနော်အဲ့တော့ somebody cleans these rooms every day တစုံတစ်ယောက်က နော်ဒီခန်းကိုရှင်းတယ်အဲ့တော့ somebody ကနောက်ပို့ this room တွေကိုရှင်းပို့အဲ့တော့ this rooms cleans ကဘဝံဘဝံကိုပတ်တိပြောင်းအမစ်စာပေါ့ rooms ကအများဖြစ်နေလို့ are these rooms are cleaned by somebody every day ဒါပေမဲ့မတိချာတဲ့ subject တွေမလို့ကျွန်တော်တို့ဖြုတ်ချပလိုက်တယ်မလို့အပူ somebody ဘယ်သူမှမကျွန်တော်တို့တိတိကျကျကြီးပြောထားတာမှမရှိဘူးเนาะရတယ်မြုပ်ပလိုက်လို့ရတယ်ဘိုင်း somebody ကိုမြုပ်ပလိုက် people never invited invite me to parties လူတွေကကျွန်တော်ကိုဘယ်တော့မှပါတီဝဲတွေမဖိတ်ကြဘူးတဲ့အဲ့တော့ me ဆိုတော့မ object people က subject အဲ့တော့အဲ့ object ကို show ဖို့ subject ဖြစ်မယ် i people က by people เนาะအဲ့တော့ invite ဆိုတာ verb verb one ကပါလေပတိပြောင်း amiss ပေါင်းပေါင်းတော့ဖြစ်ကုန် amiss ပေါင်း I ဖြစ်နေလို့ am I am never invited invited to parties by people မသေးချာတဲ့ subject ကိုမြုပ်လိုက်ပဲနော် How do they make better ဒါတော့မိကုန်းလောက်တာပေါ့နော်ကျွန်တော်တို့ဒီအခြေခံကိုပိုင်နေမိကုန်းလုံနေကိုသိတယ်ဆိုလို့ရှိရင်ဒါလေးကမခက်ပါဘူးနော် How is better made နော်အဲ့လိုမျိုးပတ်စတန်လေးထုံးလေးလကောက်မယ်မစမ်းပါဒီမသေးချာဘူးဆိုတော့ပိုင်ခံပြီးနောက်ကိုပို့ပေးမယ်ထည့်ရမလို့မြုပ်လိုက်တော့နော် my car ရှိရောက်မယ် my car stole ဆိုတော့ဘာတူဘာတူဘာတိပြောင်း stolen နော် my car က subject ကအနေမလို့ my car was stolen last week ကျွန်တော်ကအရင်တစ်ပတ်ကအခုခံလိုက်ရတယ်နော်ရှင်းမလားမသိဘူးနော်ဒီမှာလဲ Adam ပဲဒါဘာတူအကြောင်းပြောတယ်ဒီမှာ present continuous နော် be verb of ing အကြောင်းပြောတယ်ရှင် past continuous နော်ဘာတူ have အော်ဗာလဲ what's where verb of ing အကြောင်းပြောတယ်ပေါ့နော်ဒီမှာ present perfect ဘတ်တူ have plus ပတ္တိကြောင့်ပြောတယ်ဒီမှာ past perfect ဘတ်တူ had plus ပတ္တိကြောင့်ပြောတယ်เนาะအဲ့ဒါလေးတွေနဲ့သူက bandix နောက်ဆက်တွင်မှာသူပြရတာပေါ့เนาะဒီမှာလည်းအတန်ပဲဒါက model verb တွေနဲ့เนาะ active verb ကိုအဝပေးထားတာ somebody will clean the office tomorrow somebody မသိချင်တဲ့ subject မြောက်ပလိုက်တော့ the office ship ပို့မယ် the office clean ပတ္တိပြောင်း well will be cleaned. The office will be cleaned tomorrow. အဲ့ဒါမျိုးရမယ်နော်အဲ့တော့ကျွန်တော်တို့စာအုပ်လေးကိုပြန်သွားမယ်ဆိုရင်ဒီမှာ a definite passive ကအဲ့ဒါပဲနော်ကျွန်တော်မြန်မာပြောပြတဲ့ဟာလေးပဲဗီဒီယိုမှာအသေးစိတ်လေးပြန်ကြည့်ပါတော့ဒါမှမဟုတ်ဒီဗီဒီယိုနဲ့ရှင်းနေဆိုလဲကောင်းတော့ပါနော်ပြီးရင်ဒီ23 24ရကြတော့ အရှိမပြောခဲ့တဲ့ဟာတွေ present tense တွေ past tense တွေပြီးရင်ဟို verb မှာမှာ regular verb irregular verb ဆိုတော့နော်ဒီမှာ regular verb ဆိုတာကျတော့ကျွန်တော်တို့ပုံမှန်ဘဝန်းကိုကျွန်တော်တို့အီးဒီပေါင်းလိုက်လို့ရှိရင် but do but three ဖြစ်တယ်နော်ဆိုပါတော့ love love ဆိုပါတော့ love love ကို but but do ပြောမှဆိုရင် love love but three ပြောရင် love love ဒါပေမဲ့တချို့50ရ အဲ့လိုအီဒီပေါင်းလို့မရအောင်အတိမှတ်ရယ် eat eat ဆိုပါတော့ဘာတူးပြောင်းရင် eat eat ဖြစ်သွားအောင်ဘာ3ဆိုရင် eat e and eat ဖြစ်သွားဟုတ်เนาะကျွားရေကြတော့မပြောင်းပြောင်း pu dip ဆိုပါဘာတူးလဲပုတ်ပဲဘာ3လဲပုတ်ပဲအဲ့လိုဖြစ်ပြန်ရအောင်เนาะကျွားရေကြတော့ build 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 ဆိုပါဘာတူးကြတော့ build ဖြစ်သွားအောင်ဘာ3လဲဘာတူးနဲ့တူပြန်ရအောင် ဆက်သမင်ပေါ့နော်အဲ့လိုမျိုး irregular verbs တွေရှိတယ်အဲ့ဒီအကြောင်းသူပြပြတာပြပြပြီးတော့ appendix ကိုသူညွှန်တာဘယ် appendix ကိုသူကြည့်ပါပေါ့နော်အဲအဲ့ဒါမျိုးသူညွှန်တာဆိုတော့ဒီနေ့ပြောချင်တာကတော့21 22 23 24အဲ့ဒါလေးကိုအဲလုတ်ကြည့်ပါပေါ့နော်အင်စာလုတ်ကြည့်ပါဆိုတာလေးပြောချင်တာပါအဲ့တော့ကျွန်တော်ပတ်ကြည့်မယ်21 23 24 okay passive တွေကြောင့်ပြောနေရပါတော့ ကနကကြည့်ကြရ The office is cleaned every day. The office was cleaned yesterday ဆက်ဖင်ပေါ့နော်။ဒါမျိုးလေးအခုကရှင်းပြတဲ့ဟာလေးတွေပဲ။နော်။အဓိပ္ပာယ်လေးကိုကိုပါတာပြန်ကြည့်နော်။မသိလို့ရှင်တော့ကျွန်တော်လာမေးလို့ရတယ်။ကိုမမှာရေးပြီးမေးလဲရတယ်။ကျွန်တော်အားတဲ့ချိန်ပြန်ပြီးတော့ reply ပြန်ထားပါမယ်နော်။အဲဒီမှာ born ကြတော့ကျွန်တော်တို့ငွေတဲ့ဟာ I was born I was born in Berlin in 1993. Now I am born လို့ရှိလို့မြင်ပါဆိုတော့ လူကြီးလူမျိုးပါဆိုတော့တို့တိတ်မှမွေးခဲ့တာမဟုတ်နော်မင်းအမမွေးလဲလို့မင်းလဲဝဲဝဲရယူကုန်လို့မျိုးမရနော်ဘာဆိုစံပိုင်ခံပေးရမယ်ဒါကိုယ်ကပြောရတဲ့ဟာနော်ပိုင်ခံတာတော့မှအတိအကျတဲ့ subject ဆိုရင်ခံစရာမလိုတော့ညှို့လိုက်တော့နော်အဲ့ဒါမျိုးဒါကတော့ B blood pathology ပြီးရင် helpless battery အဲ့ဒါတွေကို passive လုပ်တဲ့အကြောင်းတော့ပြောပြတာနော်နားသိနေတယ်မှာပါပြီဒါ ဒီကတော့ဒီစာကြောင်းလေးတွေရဲ့ဥပမာလေးတွေရဲ့အဲစာကြောင်းအဓိပ္ပာယ်ကိုဖတ်ကြည့်ပေါ့နော်မရလို့ရှိရင်တော့ကျွန်တော်မေးရှင်းလင်းချက်ကတော့ဒါတွေပဲနော်ဒီခန်းကနော်ပက်စစ်လုပ်တဲ့ဟာတော့ခွဲခွဲပြီးတော့တို့ရှင်းပြပါနော်နောက်တစ်ခုကဒီမှာ B ဘတ်တူ B ကြောင်းဘတ်တူ B ကိုဒီမှာဒီခန်းမှာအနည်းချို့ပြပြတာဘတ်တူ B ဆိုတာဘာလဲနော်ဘတ်တူ B နဲ့ဘယ်ဘိုင်းကြီးနဲ့ပေါင်းရင်ဘာလဲနော် what's we and everybody ပေါင်းရင်ဘာလဲ what do you have ကပါလဲပြင်ပစိကပါလဲ what do you have ကိုဘယ်လိုလုပ်လဲเนาะ what do you have ဆိုတာဘာတိနဲ့ပေါင်းလဲဘယ်လိုဒီပဲထွက်လဲပြင် do that is ဆိုတာကသူရဲ့မိခွန်းလို့လို့ရှင်ဘယ်လိုသုံးလဲအငင်းလို့ရင်ဘယ်လိုသုံးလဲเนาะအဲ့ဒါမျိုးလေးပေါ့เนาะဒါတော့ရှေ့ခန်းနေမှာကျွန်တော်ရှင်းပြသွားပြီဆိုတော့ဒီမှာတော့ဒေးစီပြောတော့เนาะကိုယ့်ကိုအင်ဂျာလေးတွေလုပ်ကြည့်ပေါ့เนาะဒီမှာ exercise လေးလုပ်ကြည့်ကိုဘယ်လောက်ထိရလဲဘယ်ငယ်တော့သူကတော့ဒါရှေ့ ဒီဘယ်လိုခေါ်မလဲ1 to 21လောက်အထိပေါ့နော်သင်ခဲ့တဲ့ဟာတွေဘယ်လောက်ရလဲဆိုပြီးတော့စစ်တဲ့သဘောမျိုးလေးပေါ့နော်ဒါတော့ကိုယ့်ကိုအိုက်ခန်နေလုပ်ပြင်တော့လုပ်ကြည့်ပေါ့နော်ဒါတော့ regular နဲ့ irregular verb state အဲ့ဒါလေးကိုသူကဒီမှာပြောပြတာပေါ့နော်ကျွန်တော်ခုနကရှင်းပြတဲ့အတိုင်းပဲပုံမှန်ဘက်တွေဆိုရင်ဒီမှာ ad ပေါင်းလိုက်ရပါပြီနော်ကျိုးရတယ်ကျတော့အတိမတ်နော်အတိမတ်ပုံတိမတ်ရတယ်ဒါတွေပုံတိနည်းမရှိဘူး လူကျင်ပါမယ်ထမီးကြတော့နော် make made made လာ break broke broken cat 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 မတူတခုနဲ့တခုနော် find found found buy bought bought cat 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 နော်အဲ့တော့ကျွန်တော်တို့ပတ်ထားပါရင်ဒါတော့ရမှာတဲ့အဲ့တော့ appendix ကိုတွေ့ရအောင်ဆိုတာအေးဒီမှာကိုတည်ပါညော appendix 1ကကျွန်တော်တို့က view ပြရတဲ့ active နဲ့ပတ်သက်ရတယ်နော် lưu ra in appendix 2 đó là irregular verbs đó thì anh này cho biết rồi mình sẽ anh lấy ra đã có mấy đã có mấy irregular verbs đã có mấy nhớ ở đây thì thế về xin về biết rồi về lại sao đó nó ဒါလေးကြတော့သူကခုနက irregular valves ကိုပဲသူက group နဲ့ခွဲထားတာဥပမာဒီဟာဆိုလို့ရှိရင် part 1က cost part 2နဲ့ battery ကတူတူပဲ cost cost နော်ဒါဆိုရင် part 1က battery battery တူတဲ့ဟာကိုတို့စုစုထားတာဒီနံပါတ်2ဆိုလို့ရှိရင် part 2 part 1နဲ့ battery နဲ့မတူဘူးဒါပေမဲ့ battery နဲ့ battery နဲ့တူတယ်အဲအဲ့ဒါလေးကိုတို့စုစုထား နံပါတ်3ဆိုလို့ရှိရင်လည်းအတိုင်းပဲနော်ဒါမျိုးလေး self soul soul ဒါဆိုလို့ရှိရင်ဘဝဘတ်တူဘတ်တရီကမတူရဘူးဒါအုပ်စုစုပေးတာစင်တူတဲ့ဟာတွေအုပ်စုစုပေးတာနော်အဲ့ဆိုရမယ်ခင်ပါလေဆိုတော့ကျွန်တော်ဒီနေရာမှာပဲအဲဗီဒီယိုလေးကိုရပြရစီနော်နောက်နောက်ရက်တွေမှာနောက်ခံနေကျွန်တော်ဆက်ပြီးတော့တင်ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်